โอเคမင်္ဂလာပါသမစ်ကနေကြိုဆိုပါရစေဒီနေ့တော့ညချာအကြောင်းပြောပါမယ်ညချာကို animation တွေအများကြီးမှာပုံစံအမျိုးမျိုးနဲ့ကျွန်တော်တို့မြင်မှုကြပါတယ်ငငယ်တုန်းကကြည့်ရတဲ့ 2D cartoon တွေအပြင်2019တုန်းကထွက်ခဲ့တဲ့ 3D movie ကလည်းတကဘာလုံးအတိုင်းအတာနဲ့တော်တော်လေးအောင်မြင်ခဲ့ပါတယ်သူ့ကိုယ်ပိုင်ရုပ်ရှင်တွေ show တွေအများကြီးအပြင်ဝူခုံကားလိုမျိုးတခြားတရုတ်ဒဏ္ဍာရီရုပ်ရှင်တွေ TV show တွေမှာလည်းအမြဲလိုလိုပါတတ်ပါတယ်အဲဒါကြောင့်ညချာရဲ့ origin ကိုလည်းမတူကွဲပြားတဲ့ပုံစံတွေနဲ့မြင်မှုပါလိမ့်မယ် ဒီဗီဒီယိုမှာတော့စာရေးဆရာတွေစိတ်ကူးနဲ့ဘာမှဖြည့်စွက်မထားတဲ့တရုတ်ဒဏ္ဍာရီတွေကသူ့ origin အစ်စ်ကိုပြောပြပါမယ်။နီဂျာရဲ့အဖေကလူတိုင်းလေးစားရတဲ့စစ်ဗိုလ်ချုပ်ကြီးတယောက်မျိုးသားကြီးတယောက်ပါ။နာမည်ကတော့လီဂျင်လို့ခေါ်ပါတယ်။လူသားတယောက်အနေနဲ့တောင်ဖြောင့်မတ်လွန်းတမာတမတ်ကြလွန်းတဲ့အတွက်ကျောက်ဆင်းအေဂရစ်ကသူ့ကိုနှစ်တပါးအဖြစ်ချီးမြှင့်မြှောက်ဆထားပါတယ်။ဘုံเจ้าပုံစံလက်နက်တစ်ခုနဲ့အတူဘုံเจ้าကင်နာမည်ဆိုတဲ့ဘွဲကိုလည်းချီးမြှင့်ခဲ့ပါတယ်။ဘာလို့လဲမသိပေမဲ့တရုတ်ဒဏ္ဍာရီမှာလက်နက်တွေတော်တော်များများကထူးထူးဆန်းဆန်းတွေဖြစ်နေတတ်ပါတယ်။ ဒီကျင်းကသူ့ရဲ့ဘုံကြောင်းနဲ့နတ်ဆိုးတွေမကောင်းတဲ့ဝိညာဉ်တွေကိုဖန်နိုင်စွမ်းရှိပါတယ်။ဂျာနီထူးသောဝါစတဲမှာဆိုရင်ဝူခုံးကိုလည်းဖန်မှုပါတယ်။ဒါပေမဲ့ဝူခုံးကဘုံကြောင်းကိုခွဲပြီးပြန်ထွက်လာပါတယ်။တကယ်တမ်းမှာတော့လီကျင်းနှက်ဖြစ်သွားတယ်ဆိုတဲ့ကိစ္စတွေကနီးကြားရဲ့မူရင်းဌာနကြီးထဲမှာမပါပါဘူး။နောက်ပိုင်းမှာလူတွေရဲ့ဗဇက်ရာဇဝင်တွေစိတ်ကူးရင်ဇလန်းတွေနဲ့ရောထွေးသွားတာပါ။အဲ့ဒါကိုတော့နောက်မှဆက်ရှင်းပါမယ်။ပြန်ဆက်ရရင်စစ်သူကြီးလီကျင်းရဲ့ဇနီးကကိုဝင်ရှိလာပါတယ်။ ဒါပေမဲ့၃နှစ်နဲ့၆လကြာတဲ့အထိမီမဖွားပဲတညမှာတော့အိမ်မက်တစ်ခုမှပါတယ်။သူတော်စင်ကြီးတစ်ပါးကသူ့ပိုက်ထဲကိုအလုံးတလုံးလာထည့်သွားပြီးသူ့ရဲ့ကလေးကိုမွေးပေးပါလို့လည်းပြောသွားပါတယ်။အဲညမှာပဲမီဖွားလိုက်ပေမဲ့ကလေးတယောက်မဟုတ်ပဲအသားလုံးကြီးဖြစ်နေပါတယ်။လီချင်းကတိတိချင်းသူ့မိမမကောင်းဆိုးဝါးလေးမွေးလာတဲ့အထိမီအသားလုံးကြီးကိုဓာတ်နဲ့ခုတ်လိုက်ပါတယ်။အဲမှာအသားလုံးကြီးကကွဲသွားပြီးကောင်းလေးတယောက်ခုန်ထွက်လာပါတယ်။မွေးကင်းစာကလေးအရွယ်မဟုတ်ပဲ၃နှစ်သားအရွယ်လောက်တန်တန်မာမာကလေးဖြစ်နေပါတယ်။ ။ညီကမွေးလာတဲ့ကလမ်းလျှောက်နိုင်စကားပြောနိုင်ပါတယ်။နောက်ပြီးမွေးတဲ့ကစိုးလွန်အယမ်းမွေလွန်လို့ရုပ်ရှင်ထဲမှာလိုပဲသူ့ကိုအပြင်ထွက်ခွင့်ပေးလို့မရပါဘူး။လူဖြစ်လာတဲ့ကချစ်ကန်ကန်တဆူထိုးတဆောက်ကန်ကောင်းလေးပါ။နောက်တော့ Immortal သူတော်စင်တယောက်ဖြစ်တဲ့ထိုက်ရီကျန်းရန်ကညီကကိုတပည့်အဖြစ်နဲ့ပညာရည်သင်ပေးပါတယ်။အဲဒါကြောင့်ပဲညီကမတိမျိုးလဲဖြစ်သွားပြီးတကိုးအစွမ်းနေလဲရှာလာပါတယ်။ညီကအသက်9နှစ်ရောက်တော့သူ့ကိုအပြင်ထွက်ကစားခွင့်ပေးဖို့အမေကိုပူဇော်ပါတယ်။ သူ့အမေကလည်းအိမ်ထဲမှာပဲအမြဲနေနေရတဲ့သားလေးကိုတနာလို့အစီကံတယောက်ကိုခေါ်သွားမယ်ဆိုခွင့်ပြုမယ်ဆိုပြီးလှုပ်ပေးလိုက်ပါတယ်။တသက်လုံးနေမထီလေမထီနေလာတဲ့နေကြာကအပြင်းလျှောက်သွားတော့နေပူရန်ကိုမခံနိုင်လို့တွေးတယ်ဆန်းချောင်းနဲ့ရေစင်းချိုးပါတယ်။သူ့ရဲ့လက်နက်ဖြစ်တဲ့အနီအောင်ဆလွဲကိုတပတ်အဖြစ်သုံးလိုက်တော့ရေထဲမှာစွန့်ရင်လိုင်းတစ်ခုဖြစ်သွားပါတယ်။အဲ့ဒီဆွမ်းရည်လိုင်းကအရှိန်ငကားပြီကိုရိုက်ခတ်မိသွားတဲ့အတွက်ငကားမင်းကထောသားထွက်သွားပါတယ် နဂါမင်းကဘိုးမူးတယောက်ကိုဘာဖြစ်လဲဆိုတာသွားစုံစမ်းခိုင်းလိုက်တော့နီကြားရဲ့အပေါအဆက်ကြောင့်ဘိုးမူးကစိတ်တူပြီးရှံဖြစ်ကြပါတယ်။နီကြားကအဲ့ဒီဘိုးမူးကိုတတ်ပြစ်လိုက်တဲ့အတွက်နဂါမင်းကအကြီးအကျယ်ပေါက်ကွဲသွားပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့အတွက်သူ့ရဲ့သားတော့အော်ပင်ကိုလှုပ်လိုက်ပါတယ်။မူဗီထဲမှာတော့အော်ပင်ကနီကြားနဲ့ဓာတ်နူနီပါအစွမ်းထက်သလိုနီကြားရဲ့တငယ်ချင်းလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒန်နာယီအရဆိုရင်တော့နီကြားကအဲ့လောက်သဘောမကောင်းပါဘူး။ ူ့ကိုပြဿနာလာရှာတဲ့ငကားပေါက်လေးကိုတပ်ပြလိုက်တဲ့အပြင်သူ့အဖေအတွက်ခပတ်လုပ်ပေးမယ်ဆိုပြီးအကြောတွေကိုတောင်ဆွဲထုတ်သွားပါတယ်။ငကားမင်းခင်ဗျာလည်းသူ့သားမလောက်လေးမလောက်စားကောင်းလေးတတ်တာခံလိုက်ရပြီဆိုတဲ့သတင်းကြတော့လူယောင်ဖန်ဆင်းပြီးသူ့အဖေလီချင်းစီကိုလှတိုင်းပါတယ်။ညီကြားလဲဝင်ခံလိုက်ရပါတယ်။လီချင်းကညီချင်းယူလာတဲ့အော်ပင်ရဲ့အကြောတွေကိုပြန်ပေးပြီးတောင်းပန်ပေမဲ့ငကားမင်းကတော့မကျေနပ်နိုင်ပဲသူ့ညီကိုရော်ရင်းနဲ့အတူကြောက်စင်းအေဂရစီတတ်တိုင်းပါတယ်။ ရှိအနောက်တောင်မြောက်ကနဂါးမင်းလေးယောက်တောင်ပေါတိုင်းတဲ့အတွက်ကျောက်စင်းအေဂရစ်ကလည်းညီချောင်းကိုအပြစ်ပေးဖို့နဂါးမင်းလေးပါကိုခွင့်ပြုလိုက်ပါတယ်။ဒီဆက်ကြားမှာညီချောင်းကိုသူ့အဖေကအကြီးအကျယ်စိတ်ဆိုးနေတဲ့အတွက်ညီချောင်းကသူ့ဆရာစီမှာသွားနေပါတယ်။အဲ့မှာလည်းတခြားတကိုးနဲ့နဲ့တွေကိုမတော်တဆလိုလိုနဲ့တက်ခဲ့ပါသေးတယ်။တော်တော်ဆိုးတဲ့ကောင်မနဂါမင်းလေးပါနီချားကိုလက်စားချေတဲ့အနေနဲ့သူ့မိဘတွေကိုတပ်ပစ်ဖို့ရှောက်လာတော့နီချားကသူ့မိဘတွေကိုကယ်ဖို့သူ့ကိုယ်သူပဲတတ်သေးလိုက်ပါတယ်။သူ့အတန်းနဲ့အကျွေးဆက်လိုက်တဲ့အတွက်နဂါမင်းတွေလည်းကျဉ်တ်သွားပါတယ်။ အဲနောက်မှာတော့သူ့အမေကနှီးချားကိုအိမ်မက်မှာပါတယ်။အိမ်မက်ထဲမှာနှီးချားကသူ့ရဲ့ဝိညာဉ်နေဖို့အတွက်ဗိမာန်နန်းနန်းတစ်ခုစောက်ပေးဖို့ပြောတော့သူ့အမေကလည်းသူ့အဖေမသိအောင်စောက်ပေးလိုက်ပါတယ်။ဘာလို့အဖေမသိအောင်စောက်ပေးလဲဆိုတော့သူ့အဖေကခုထိမိသားစုကိုတိတ်ခါချတဲ့ပြဿနာရှာတဲ့နှီးချားကိုမကျေနပ်သေးလို့ပါ။ဒါပေမဲ့သူ့ရဲ့နန်းနန်းကကိုးဝယ်တဲ့သူတွေအရန်များလာတဲ့အခါမှာတော့သူ့အဖေလီချင်းကတီးသွားပါတယ်။တီးတီးချင်းနှီးချားရဲ့နန်းနန်းကိုဖျက်ဆီးပစ်လိုက်ပါတယ်။ ။ညီချောင်းမွေတဲ့ညမှာသူ့အမိမက်ခဲတဲ့အိမ်မက်ထဲကဘိုးတော်ပြောခဲ့တဲ့ငါရဲ့ကလေးကိုမွေးပေးပါဆိုတဲ့စကားကိုလည်းလီချင်းကတိတ်ဘဝင်ကြပုံမရပါဘူး။ညီချာကသူ့သားစစ်စစ်မဟုတ်ဘူးလို့သဘောထားပုံရပါတယ်။ညီချာကလည်းသူ့ပိမှန်ကိုဖျက်ဆီးခဲ့တဲ့အဖေကိုစိတ်ဆိုးသွားပါတယ်။အဲ့ချိန်မှာပဲသူ့ဆရာထိုက်ရီကျန်းရံကကြာပန်းကြာဆွဲရင်းနဲ့လူခန္ဓာတစ်ခုသွန်လုပ်ပြီးညီချာရဲ့ဝိညာဉ်ကိုလူပြောင်းဝင်စားနိုင်အောင်လုပ်ပေးလိုက်ပါတယ်။ပြီးတော့မီးတောက်လှန်ရဲ့စီတော်မီခွင်းတစ်ခုရဲ့ကိုလည်းပေးခဲ့ပါဗျ။အဲ့ဒါတွေကနီးကြားရဲ့ signature လက်နက်တွေဖြစ်လာပါဗျ။ ။ညီကြားလူပြန်ဖြစ်တာနဲ့သူ့အဖေကိုလိုက်တတ်ပါရဲ့။အဲ့လိုနဲ့တားဖားနဲ့ရောက်အကြီးအကျယ်တိုက်ခိုက်ကြပါရဲ့။ဒီကျင်းကလည်းခေသူမဟုတ်ဘူးဆိုပေမဲ့နတ်ဖရားတစ်ပါးလိုအစွမ်းထက်နေတဲ့ညီကြားအတွက်တော့ပြိုင်ပတ်မဟုတ်ပါဘူး။အဲ့ဒါကြောင့်အသက်လူပြီးထွက်ပြေးခဲ့ရပါရဲ့။ကံကောင်းစွာပဲလီချင်းရဲ့ပထမသားဂျင်းကြရဲ့ဆရာဝမ်ရှူးကွန်ဖာကျန်းစုံကဝင်ဖြန့်ပြေးပေးလိုက်ပါတယ်ဝမ်ရှူးကနီချားရဲ့ဆရာထက်တောင်အစွမ်းထက်လို့နီချားကိုလည်းဖန်နိုင်ပါတယ်အဲ့မှာပဲနီချားလည်းအာမတန်မန်လျှော်ပြီးသူ့အဖေနဲ့ကြေးလိုက်ရပါတယ် ဒါပေမဲ့သူတို့ဒါဖာဆက်ဆံရေးကမူဗီတွေကလို့မကောင်းနေပါဘူး။နီးကြားမှာအကိုနှစ်ယောက်လည်းရှိပါသေးတယ်။သူ့အကိုတွေကလည်းနှစ်တွေပဲဆိုပေမဲ့နီးကြားနဲ့သူ့အဖေလောက်တော့တိတ်မထင်ပေါ်ပါဘူး။ပြီးတော့ဒန်နာရီရဆိုလီချင်းကဘဲချင်းမှနှက်ဖြစ်သွားတယ်ဆိုတာမရှိသလိုနှက်လို့လည်းယူဆမခံရပါဘူး။သူ့ကိုဘုံကြောင်းကင်နမင်းရဲ့လို့ဖြစ်လာစေတာကစိတ်ကူးရင်ဝိထုတွေပါ။ဝိထုတို့ခုမှအချင်းချင်းတိုက်ခိုက်နေတဲ့သူတို့သားပါကိုဖះရှင်ကတရားဟောလိုက်ပြီးနှစ်ယောက်လုံးတရားရသွားချိန်မှာဖះရှင်ကပဲဘုံเจ้าကိုလက်နက်အဖြစ်ချီးမြှင့်ခဲ့ပါတယ် ဲ့လိုနဲ့ကြောက်စဲအင်ဂရစီမှာအမှုထမ်းတဲ့နတ်စစ်သူကြီးဖြစ်လာပါတယ်။နောက်ထပ်တခြားဝိထုတွေမှာလည်းမတူကွဲပြားတဲ့ဇာတ်လမ်းနဲ့ဘုံเจ้าကိုင်နာမည်ဖြစ်လာတာတွေရှိပါတယ်။ရှေးတုန်းကတရုတ်စာပေကတရုတ်ယဉ်ကျေးမှုကိုတခြားလူမျိုးတွေထပ်ပို့ပြီးလွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ဥပမာစုံဦးခုံကိုပဲကြည့်ပါမြောက်ပြည်စိုးဝုံခုံဆိုတာတမိုင်းထဲမှာရောထန်တားကြီးထဲမှာရောမရှိပါဘူး16ရာစုလောက်ကရေးခဲ့တဲ့အနောက်ရက်တို့ခီးသွွားခြင်းဆိုတဲ့ဝိထုတွေကတရားရာဂိုင်းနှုံးစိတ်ကူရင်ဇက်ကောင်းပါ ဒါပေမဲ့လက်ရှိမှာစုံဥခုံကတကယ်ပဲရှိခဲ့သလိုလိုဒန္နာယီလာသူရဲကောင်းကြီးအဖြစ်ခန်းခိုင်မှမှတွင်ကျန်နေခဲ့ပါတယ်။ဒီဝိထုထဲမှာလည်းလီချင်းကိုဘုံချောင်းခိုင်နာမည်အဖြစ်ပုံဖော်ထားတဲ့အတွက်လီချင်းကနတ်ဖြစ်တယ်ဆိုတဲ့ရှားစဝင်ကပို့ခိုင်မှသွားတာပါ။အဲ့လိုနဲ့နီကြားတို့လီချင်းတို့ကသူတို့တကယ်တမ်းရှိခဲ့တဲ့ဖြစ်တည်မှုတွေမှာစိတ်ကူးရင်ဇလန်းတွေလွှမ်းမိုးခံရပြီးအဲ့ဒီစိတ်ကူးရင်တပိုင်းတွေကပဲတကယ်ရှိခဲ့သလိုတွင်ကျန်နေတာပါ။ စစ်သူကြီးလီချင်းနဲ့သူ့ရဲ့တက်တရသားတော်ညီကြားကတကယ်ပဲနတ်ဒီဝါတွေဖြစ်နေပြီလားတကယ်ပဲသဘာဝလုံအစွမ်းနေရှိလားဆိုတာဘသူမှမသိကြပါပဲလီချင်းနဲ့ညီကြားဆိုတဲ့လူသားနှစ်ယောက်ကတော့တရုတ်ပြည်မှာတကယ်ရှိခဲ့ဘူးပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ Marvel ရဲ့ထွက်သားသမျှ animated movie 20ကျော် DC animated movie 60ကျော်လုံးကို The Miss Telegram မှာမြန်မာစာတန်းထိုးနဲ့တစုတစီရဲ့လာကြည့်နိုင်ပါတယ်မမကြီးတွေကတသက်စာဖြစ်လို့တခါဝင်ထားရုံနဲ့အစ်စ်ထွက်မဲ့ကားတွေကိုပါဆက်ကြည့်နိုင်အောင်ပါ animation တွေဆိုတာ live action မှာမပါတဲ့ hero နဲ့ villain ပေါင်းများစွာကိုမြင်ရတွေ့ရနိုင်တဲ့နေရာလေးဖြစ်ပါတယ်။ movie တွေအပြင် DC animated series တွေ၊ Marvel animated series တွေနဲ့ Star Wars The Clone Wars တို့ကိုလည်းကြည့်နိုင်ပြီဖြစ်ပါတယ်။ဘယ် channel မှဆိုမမဝင်ချင်တဲ့ဆိုရင် description မှာရော comment မှာရောဆက်သွယ်ဖို့အတွက် Telegram နဲ့နေပေးထားပါတယ်။ဒီနေ့အဖို့ adios ။